အချိန်တိုင်းစာပီနာမလဲလုံးပါပဲဆိုတဲ့ဝိဖန်သံတွေကိုထီထီမိမိဖြည့်ရှင်ခဲ့တဲ့ဆိုတော်ဖြိုးလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ အဆိုတော်ဖြိုလင်းနေမင်းသမီးချော်လီဝါဆုံမိုးတို့တွေကတော့ပြိသက်တွေအားကြားတဲ့လူပညာရှင်စုတွေလေးလေးဖြစ်ပါရင်အချို့တွဲတွေဆိုရင်တော့လူမြင်တင်အောင်နေထိုင်တတ်ကြပေမဲ့သူတို့နှစ်ယောက်ကတော့တယောက်ကတယောက်နားလည်မှုတွေနဲ့လူဝဲချက်တွေကိုဖြည့်ဆည်းရတဲ့တွဲလက်တွေခိုင်မြဲနေကြတာလေးဖြစ်ပါရင်နှစ်ယောက်သားကဝါသနာတိုးစုံတွေလေးတွေမို့လို့တယောက်ကတယောက်အကောက်ဆုံးပံ့ပိုးပြီးတော့လိုက်ဖက်ညှိအောင်နေခဲ့ကြတာမလို့မြင်ရသူတိုင်းအားကြားခဲ့ရတာလေးဖြစ်ပါရင်ဖြိုလီဟာပြိသက်အခိုင်မာရထားတဲ့ရပ်ပါကြီးတယောက်ဖြစ်တယ်လို့ဝါဆိုကလည်းမြို့သားသူကြီးအားပေးမှုကိုတခဲနဲ့ရရှိထားတဲ့မင်းသမီးတလက်ပါ အမိုက်စားပေါ်ရီနဲ့ပိုရီသားတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့မင်းသမီးဝါဆိုနဲ့လိုက်ဖက်မှုရှိအောင်ဖြိုးလိရလဲပြုတ်ဆောင်လောကထဲဝင်လာပြီလေဖြစ်ပါတယ်ဖြိုးလိရတော့ပရိသတ်တွေအားကြားတဲ့အမှုပညာရှင်စုံတွေဖြစ်အောင်ဝါဆိုနဲ့အပြိုင်အမှုပညာလုပ်တွေကိုစ조사လုပ်ကိုင်နေပြီလေဖြစ်ပါတယ်ဖြိုးလိရအခုရပိုင်းမှာရုပ်ရှင်စကားကြီးတွေမှာပြုတ်ဆောင်တယောက်အနေနဲ့ပါဝင်ရှိုက်ကိုနေပါပြီသူတို့နှစ်ယောက်ကတော့အနာဂတ်အတွက်လုပ်တွေစ조사နေပေမဲ့ပရိသတ်ချူကတော့စိတ်ပူနေကြပါပြီပရိသတ်တွေကတော့ဖြိုးလိတယောက်ပြုတ်ဆောင်နေပေတဲ့ဝင်ပြီးတော့ခြံခုံတော့မှကိုစိုးရိမ်နေရပါ အခုချိန်မှာအစိုးရရဲ့မင်းသားဖြစ်တာနဲ့ချန်ကုန်နေတာမလို့ဖြိုးလေးကိုလည်းချန်ကုန်ပြီးတော့စားပိနာမလဲလို့မှကိုပြိတ္တတရားဆိုရင်ခဲ့ကြတာပါသူတို့ကချစ်ခင်အားပေးကြတဲ့ပြိတ္တတရားတော့စေတင်ကြအောင်ချစ်ခဲ့ပြီးမှချန်ခေါ်ပြီးပြက်မှာကိုမလိုလားတာမလို့အိမ်နာပြုစင်ကြတာလည်းဖြစ်ပါတယ်ပြိတ္တတတော်များကတော့လက်ခွဲတာမမြင်ချင်လို့စေတနာနဲ့ပြောဆိုနေကြပေမဲ့အချို့ပြိတ္တတရားတော့စားပိနာမလဲလို့ပဲအချိန်တရံပြက်မှာပဲဆိုပြီးတော့ဝေဖန်ပြောဆိုရည်လည်းရှိကြပါတယ်ဖြိုးလေးကတော့ဝေဖန်တဲ့နေကိုတော်ရုံမရှင်းတတ်ပေမဲ့အခုကတော့အချိန်ရင်းနဲ့ပတ်သက်ပြီးပြိတ္တ ထည်မြင်လွဲတာတွေကိုဖြည့်ရှင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။ဖြိုလီကတော့ချစ်သူတက်တဲ့စနေကျော်တိလက်မထက်သေးတာစားပြီးနားမလည်လို့ချင်လို့မဟုတ်ဘူးဆိုတာကိုဖြည့်ရှင်းလာခဲ့ပါပြီ။သူတို့နှစ်ယောက်ကတော့ချစ်သူတက်တဲ့စနေပြည့်တော်မှာဖြစ်ပေမယ့်တယောက်ကိုတယောက်စိတ်ကုံတာစိတ်ပြတ်တာမရှိဘဲအချစ်တွေနဲ့ရှေ့ဆက်နေကြတော့မှာပဲ။အခုလိုမျိုးစနေကြောကြအောင်တစ္ဆာရှိရှိနေနိုင်တာတွဲနိုင်တာကတယောက်ကိုတယောက်အရန်ချစ်လို့ဆိုတာကိုပြည့်သက်တည်အောင်ပြောပြလာခဲ့ပါပြီ။သူတို့နှစ်ယောက်ကလက်ထပ်ဖို့စိတ်ကူအမြဲတမ်းရှိပေမဲ့လူချင်းတဲ့အရာလေးတွေကိုမရသေးတာမလို့လက်ထပ်ဖို့နောက်နေနေကြတာပါ။ အိမ်နောက်တစ်ခုတည်ထောင်မယ်ဆိုရင်အချစ်ကလည်းအဓိကကြားတယ်လို့ငွေကြီးကလည်းအခရာပါပဲသူတို့နှစ်ယောက်ကတော့ကကမမွန်နဲ့ဘဝတစ်ခုတည်ထောင်နိုင်အောင်အလုပ်တွေစူးစမ်းနေတယ်လို့ရှင်မချက်တွေမပြည့်သေးတာမလို့လက်ထပ်ဖို့ချိန်ယူနေရတာလည်းဖြစ်ပါတယ်နှစ်ယောက်သားကတော့အခုချိန်မှာကောင်းမွန်တဲ့ဘဝရရှိဖို့အသေးအတန်စူးစမ်းနေကြတာပါ အနုပညာလုပ်တွေကိုလည်းအကောင်းဆုံးလုပ်ကိုင်ရည်တို့အပြင်မှာလည်းစီးပွားရေးလုပ်ပြီးငွေကြေးတွေကိုစုဆောင်းနေပြီလည်းဖြစ်ပါသည်။ဖြိုလီကတော့ဝေဖန်တန်တွေကိုတုံ့ပြန်မရှင်းတတ်ပေမဲ့အခုကတော့ပြိသက်တွေအထင်မြင်မှနေတာမလို့အခြေအနေပတ်သက်တဲ့အရာတွေကိုပြိသက်တီအောင်ပြောပြလာကြတာလည်းဖြစ်ပါသည်။ဖြိုလီကတော့ပြိသက်တွေပြောသလိုစားပြီးနားမလည်လို့ဖို့ကြံနေတာမဟုတ်ပေ။ကောင်းမွန်တဲ့အိမ်တော်တစ်ခုတည်ထောင်နိုင်အောင်စူးစမ်းနေတယ်ဆိုတာပြိသက်တီအောင်ချပြလာခဲ့ပြီလည်းဖြစ်ပါသည်။ ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖွယ်သတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနှုတ်ပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်